အမေရိကန်တမိုင်းမှာ အရှိကြဆုံးဖြစ်တဲ့43ရက်ကြာအစိုးရရန်နေရာရပ်ဆိုင်မှုကို အဆုံးသတ်စေမဲ့ဘန်နာငွေထောက်ပံ့ရေးဥပဒေကြမ်းကိုတမဒဒေါ်နယ်ထရန့်ကနိုဝင်ဘာလ12ရက်မှာလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါပြီ။တချိန်တည်းမှာပဲရန်ကုန်မြို့မှာရှိတဲ့အမေရိကန်တန်ယုံကလည်းဘန်နာငွေရထားမှုအတည်ပြုချက်မရသေးတဲ့ဂျာကာလာပြီးသွားပြီဖြစ်တာကြောင့်ပုံမှန်လုပ်ငန်းများပြန်လည်လည်ပတ်နေကြောင်းအတည်ပြုထားပါဗျ။ ယခင်ကဗန္နာငွေရထားမှုအတိပြုချက်မရသေးတဲ့ဂျားကာလာအတွင်ပုံမှန်လှုပ်ဆောင်နေတဲ့လုပ်ငန်းများအပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့အကြောင်းထို့အတွက်တန်ယုံရဲ့ Facebook အသုံးပြုမှုကိုအောက်တိုဘာလ17ရက်နေ့ကပင်ရန်နာထားခဲ့ရကြောင်းပြောကြားထားပါတယ်။ဒါ့ပြင်အဲ့ဒီကာလာအတွင်အမေရိကန်နိုင်ငံနဲ့ ီပရှိတန်ယုံများနဲ့ကောင်စစ်ဝန်ယုံတွေမှာရက်ချင်းယူထားတဲ့နိုင်ငံကူးလက်မှတ်နဲ့ဗီဇာဝင်ဆောင်မှုတွေကိုတော့ဆက်လက်ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။တမိုင်းတခြားအရှေ့လျားဆုံးအမေရိကန်အစိုးရရန်နေရာရပ်တန့်မှုရှတ်ဒေါင်းဟာ အော်တိုဘာလ၁ရက်နေ့ကစတင်ခဲ့ပြီး53ရက်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ရှတ်ဒေါင်းကာလအတွင်းဖက်ဒရယ်အစိုးရဝန်ထမ်းတွေလစာမရတာဖက်ဒရယ်အစီအစဉ်တွေအေဂျင်စီတွေနဲ့ ဌာနတွေလည်းရံပုံငွေမရှိဘဲရပ်တန့်နေခဲ့ကြပါတယ်။နိုဝင်ဘာလ12ရက်မှာထရန့်လက်မှတ်ရေးထိုးခဲ့တဲ့အရေးပေါ်ဘတ်ဂျက်အစီအမံကတော့ရှတ်ဒေါင်းပြဿနာကိုရေးထိုးဖြေရှင်းဖို့အထက်နဲ့အောက်လွှတ်တော်နှစ်ရက်လုံးမှာအဲ့ဒီအဆိုကိုမဲခွဲအတည်ပြုခဲ့တဲ့နောက်ထရန့်ကသမ္မတအမိန့်နဲ့လက်မှတ်ရေးထိုးခဲ့ပြီးရှတ်ဒေါင်းပြီးဆုံးစေခဲ့ပါတယ်။အစိုးရဘတ်ဂျက်အသစ်နဲ့ပတ်သက်လို့အာနာယရီပက်ဘလီကန်ပါတီနဲ့ အတိုက်ခံဒီမိုကရက်တစ်တွေအကြားမူဝါဒရေးရာညှိနှိုင်းမှုတွေအစင်မပြေဖြစ်ခဲ့တဲ့အတွက်အစိုးရရန်နေရရက်ဆိုင်မှုဖြစ်ခဲ့တာပါထရန့်ကတိတ်မကြခင် နောက်ထပ်ရှတ်ဒေါင်းဖြစ်နိုင်ခြင်းမျိုးကြုံလာမဲ့နေ့တစ်နေ့ရှိနေသေးတာကိုမမေ့ဖို့လိုကြောင်းလဲဆိုပါတယ်ဒါဟာယာယီဗန်နာငွေအရာသုံးဥပဒေဖြစ်ပြီးအစိုးရကိုဇန်နဝါရီလ30ရက်နေ့အထိပဲရန်ပုံငွေ ခွင့်ပြုထားတာဖြစ်ပါတယ်